စင်ကာလိုအခုတစ်သူဘွားရဲ့အစီအစဉ်သူဘွားရဲ့လမ်းကြောင်းကပါလဲဆိုလို့ရှင်သခင်ယေရှုဖယားရှင်နဲ့အမြဲတမ်းနှိစက်ဖို့ဖြစ်တယ်မိဆွေနဲ့ကျွန်တော်မင်းမြန်ဖို့လိုတာကကျွန်ုပ်ဘွားကပါအတွေ့လေဘာကြောင့်ဖယားသခင်ကဒီဘွားကြီးကိုပေးတာလဲကျွန်တော်ဘာအတွေ့ဒီဘွားကြီးကိုပေးဆက်မလဲ အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြီးတော့မှပြန်လည်ကြိုးဆိုပါရစေဆိုတော့ဒီတစ်ခါမှာတော့ကျွန်တော်ဗာကျောင်းဝင်မြှပေးခြင်းလဲဆိုလို့ရှင် Yahanda Ignatius ကဝိငင်ရဲ့လေ့ကျင့်ခန်းသူရဲ့ spiritual exercise ထဲမှာဝင်မြှပေးသွားတယ်လူဘဝရဲ့အခြေခံမူလနဲ့အောက်မြင့်အကြောင်းလေးကိုဝင်မြှပေးခြင်းပါတယ်သူကတော့ principle and foundation ဆိုပြီးမှအင်္ဂလိပ်ဘာသာလို့ဘာသာပြန်ထားပါတယ်ဆိုတော့ဒါလေးမသွားခင်မှာကျွန်တော်မိတ်ဆွေတို့ကိုမေးချင်တာတကူကဘာလဲဆိုလို့ရှင်အခုမိမိရဲ့အခြေအနေဒီလိုအတွေ့အကြုံတွေအားလုံးကိုကြည့်ပြီးတော့မှာ ဘာကြောင့်ဖျားသခင်ကမိမိကိုဖန်ဆင်းတယ်လို့မေးဖို့လားကျွန်တော်တို့ဒီကနေ့မေးဖို့လိုတယ်ကျွန်တော်ဖန်ဆင်းခြင်းပုံပြင်လေးတွေကိုကပ္ပဥကျမ်းထဲမှာကြားခဲ့ရပါတယ်ဖျားသခင်ကစัจ java ဝါလာတွေကိုဘယ်လိုဖန်ဆင်းတယ်လဲဖျားသခင်ကဒီလူသားတွေကိုဘယ်လိုဖန်ဆင်းတယ်လဲကျွန်တော်တို့ကိုဘယ်လိုဖန်ဆင်းတယ်လဲဆိုတာကျမ်းစာထဲမှာရှားလို့ရတယ်ဒါပေမဲ့ဒီလက်ရှိအခြေအနေပြန်ကြည့်ပြီးတော့မှဘာကြောင့်ဖျားသခင်ကကျွန်ုပ်လိုလူမျိုးဖန်ဆင်းတယ်လဲဘာကြောင့်ဒီအခြေအနေဒီဘဝမျိုးကိုပေးတယ်လဲဘာကြောင့်လဲဆိုပြီးတော့မှကျွန်တော်မေးခွန်းမေးဖူးလား ဒီမေးခွန်းကျွန်တော်တို့မေးဖို့လိုပါတယ်။ဒါမှသာလည်းကျွန်တော်ဘဝမှာ အတိတ်ပဲရှိပြီးတော့မှတန်ဖိုးရှိတဲ့ဘဝကိုရှာဖွေနိုင်မှာဖြစ်တယ်လို့မိမိကိုယ်ကိုလက်ခံပြီးတော့မှဖျားဖြစ်စေခြင်းသောဘဝလမ်းကြောင်းမှန်ကိုရောက်ရှိသွားမှာဖြစ်တယ်။မကြာသေးခင်ကယဟန္တာတင်မြှောက်ချင်းခံရတဲ့စင်ကာလိုအခုတည်းဆိုတော့ဘာပြောလဲဆိုတော့သူ့ဘဝရဲ့ plan ကသူ့ဘဝရဲ့အစီအစဉ်သူ့ဘဝရဲ့လမ်းကြောင်းကပါလေဆိုလို့ရှင်သခင်ယေရှုဖယားရှင်နဲ့အမြဲတမ်းနှိစပ်ဖို့ဖြစ်တယ် ဒါကလွေပြီးတော့မှကျွန်တော်မှတခြား plan မရှိတော့ဘူးဒီလောကမှာအသက်ရှင်တဲ့အခါမှာသူ့ရဲ့ plan ကဘုရားသခင်ရဲ့အမြင်တန်းနှိစနိုင်ဖို့ဖြစ်တယ်ဒါကြောင့်မလို့သူ့ဘဝတစ်ခုလုံးမှာသူကျွမ်းကျင်တဲ့အရာတွေနဲ့ဘုရားရဲ့အကြောင်းကိုဝေမျှရတယ်ယဟန်တာဖြစ်လာတဲ့နောက်ဆုံးတော့ဒီလိုပါပဲမိတ်ဆွေနဲ့ကျွန်တော်ဒီကနေ့ကျွန်တော်ရဲ့ဘဝလမ်းစဉ်ကျွန်တော်ရဲ့အခြေခံအုံမြေဖရဲသခင်ကျွန်တော်တို့ကိုဘာကြောင့်ဖန်ဆင်းသလဲဆိုတာကျွန်တော်မှတိပြီလားကုပွားကိုကြည့်ပြီးတော့မှမေးမြန်းဖို့လိုပါတယ်ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော် Saint Ignatius ရဟန္တာ Ignatius သင်ပေးတဲ့အကြောင်းလေးကိုဝေမျှပေးခြင်းပါတယ် Ignatius သင်ပေးတဲ့ထဲမှာပါတယ်တွင်းနေလဲဆိုလို့ရှိရင်အပိုင်း၄ပိုင်းခွဲထားပါတယ်ဒီအပိုင်း၄ပိုင်းကိုကျွန်တော်တစ်ခုပြီးတစ်ခုပြောပြသွားမှာဖြစ်တယ်ပထမပိုင်းကပါလဲဆိုလို့ရှိရင်ဘုရားသခင်ကလူသားတွေကိုဖန်ဆင်းတဲ့ဆိုတာသူကိုချီးမွမ်းဖို့သူကိုယုံကြည်လေးစားဖို့သူကိုအစေခံဖို့ဖြစ်ပါတယ်တဲ့ဒီလိုသူကိုအစေခံခြင်းအပြင်သူကိုယုံကြည်ပေးခြင်းအပြင်သူကိုချီးမွမ်းခြင်းအပြင်မိမိဝိညာဉ်ကိုကယ်တင်ဖို့ဖြစ်ပါတယ် ဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းနေဆိုတာကသူ့ကိုအစီခံဖို့သူ့ကိုယူသေးဖို့သူ့ကိုချီးမွမ်းဖို့ဖြစ်တယ်ဒီလိုချင်းမွန်ချင်းအပြင်ဒီလိုယူသေးချင်းအပြင်မိမိဝိညာဉ်ကိုကယ်တင်ခြင်းဖြစ်တယ်ဒါမှသာလင်ထာဝရအသက်တာကိုရရှိမှာဖြစ်ပါတယ်ဆိုပြီးတော့မှသူကဒီလိုပြောထားပါတယ်ပထမပိုင်းမှာသူဆိုလိုချင်တဲ့အကြောင်းကပါလဲဆိုလို့ရှင်ဘုရားသခင်ကကျွန်တော်လူသားတွေအားလုံးကိုဖန်ဆင်းနေဆိုတာသူ့ရဲ့ချစ်ချင်းမေတ္တာကြောင့်ဖြစ်ပါတယ်ဒီချစ်ချင်းမေတ္တာကြောင့်ကျွန်တော်တို့ကိုဖန်ဆင်းပြီးတော့မှ ကျွန်တော်တို့ကသူ့ကိုပြန်တောင်းပြန်ခြင်းအပြင်သူ့ကိုရှိခိုးကူးကွေတာသူ့ကိုအယုဒေပြုတာသူ့ကိုအစေခံတာဖြစ်ပါတယ်ခုဘွားမှာလူတယောက်နဲ့တယောက်ကဘွားမတူကြအောင်အလောက်အကန့်မတူကြဘူးပိုင်ဆိုင်တဲ့လုပ်ငန်းနဲ့မတူကြဘူးဘာကြောင့်လဲဆိုလို့ရှိရင်မတူညီတဲ့အလောက်ပေါင်းဆောင်နဲ့ကျွန်တော်တို့ဖျားသိမ်းကို အစေခံကြတာဖြစ်တယ်ဖျားသိခင်ကိုချီးမွမ်းကြတာဖြစ်တယ်ဖျားသိခင်ကိုယူသေးကြတာဖြစ်တယ်ဒါကြောင့်မလို့ဒါတွေအားလုံးကမိမိကိုယ်ကိုကယ်တင်ဖို့ကယ်တင်ခြင်းရဖို့မိမိကိုဖျားသိခင်နဲ့အမြဲတမ်းပေါင်းစပ်နိုင်ဖို့ဖျားရဲ့ကျေးဇူးတော်ကိုတောင်းပန်ခြင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့မှ Ignatius ကပြောပြထားပါတယ်နောက်တစ်ခုကျတော့သူ့ဘာပြောလဲဆိုလို့ရှင် ျွန်တော်တို့လူသားတွေဖန်ဆင်းတယ်ဟုတ်ပြီဒါပေမဲ့ဘုရားသခင်က လောကမှာရှိတဲ့အခြားအရာတွေအားလုံးကျွန်တော်တို့လူသားတွေအတွက်ဖန်ဆင်းထားတယ်လောကမှာရှိတဲ့အရာတွေအားလုံးဒီစကြဝဠာတစ်ခုလုံးမှာတွေ့တဲ့အရာတွေအားလုံးကဘုရားသခင်ကဖန်ဆင်းထားတယ်ဆိုတာကျွန်တော်ဝိညာဉ်ရေးကတင်ချင်းရရှိဖို့ရန်အတွက်အကူအညီပြုပေးမယ့်အရာတွေဖြစ်တယ်ဒီဖန်ဆင်းခြင်းအရာတွေကိုအသုံးပြုခြင်းအပြင်ကျွန်တော်တို့ကဘုရားရှိခြင်းကို သိရှိလာပြီးဖျားနဲ့အမြဲတမ်းနစ်ဆက်စွာနေထိုင်ဖို့ဖြစ်ပါတယ်တဲ့ဆိုတော့ပြောချင်တာကဖျားသခင်ကျွန်ုပ်ကိုချစ်လို့ဖန်ဆင်းပေးတယ်။ဘာကြောင့်ဖန်ဆင်းတယ်လဲသူ့ကိုအစေခံမယ်သူ့ကိုချီးမွမ်းမယ်သူ့အလိုတော်တိုင်းရှင်သန်မယ်အရာအလုံးကဖျားသခင်ကဖန်ဆင်းထားတာဖြစ်တဲ့အတွက်အရာအလုံးအပေါ်မှာဖျားသခင်ရှိတယ်။ဒါကြောင့်မလို့ဒီအရာအလုံးဒီကျွန်တို့ကိုကူညီဖို့ရန်အတွက်ဖြစ်ပါတယ်။ဖျားကိုအစေခံဖို့အတွက်ဖျားကိုအယူသိပေးဖို့အတွက်ဖျားကိုချီးမွမ်းဖို့ရန်အတွက်အကူအညီပေးသောအရာတွေဖြစ်တယ်။ ဓာတုတိယချက်မှာသူကဒီလိုပြောထားတယ်တတိယချက်မှာသူဘာပြောလဲဆိုလို့ရှင်လောကမှာရှိတဲ့အရာတွေအားလုံးဟာကျွန်တို့အတွက်ဖျားသိင်ကပေးထားတာဖြစ်တယ်မှန်တယ်ကျွန်တို့ကလည်းဒီພັນစင်းခံအရာအားလုံးကိုမိမိအတွက်လူသလိုအသုံးပြုနိုင်တယ်လို့မလိုအပ်တဲ့ဟာကိုမယူဖို့မသုံးမိဖို့မလိုအပ်တဲ့ဟာကိုမဖြောင်းဖို့သူကသတိပေးထားပါတယ်ဘာလို့လဲဆိုလို့ရှင်မလိုအပ်တဲ့ဟာသုံးလာပြီဆိုလို့ရှင်ကျွန်တော်လူရာထဲသုံးပြီဆိုလို့ရှင်လောဘစိတ်ကများလာတယ်လောကစိတ်ကများလာတယ်ဒါကြောင့်မို့ဖျားအလိုတော်မဟုတ်တော့ဘူး ဆိုတော့ကိုကလိုအပ်တဲ့ဟာကိုသုံးမယ်မလိုအပ်တဲ့ဟာကိုခြံထားမယ် ကိုမလိုအပ်တဲ့ဟာအတူတဘာကလိုရင်လိုမယ်သူတဘာမလိုအပ်တဲ့ဟာကကိုအတွက်အလိုအဆုံအရာဖြစ်ရင်ဖြစ်နိုင်မယ်ဒါကြောင့်မလို့ဒီလိုအသက်ရှင်တဲ့အခါမှာကိုအတွက်အရေးကြီးတဲ့ဟာကိုအသုံးပြုတော့မှအရေးမကြီးတဲ့ဟာကိုခြံထားမယ်ထင်းသိမ်းမယ်ယူသေးလေးစားမယ်ဘာဖြစ်လို့လဲဆိုတော့ဖះလက်ဆောင်ဖြစ်တဲ့အတွက်ဖះကိုယူသေးပေးခြင်းအပြင်ဖះဟာအရာအလုံးမှာရှိရဲဆိုတော့တိချင်းအပြင်ဖန်ဆင်းခြင်းအရာတွေအလုံးဟာဖះစုဖြစ်တယ်လူတိုင်းနဲ့ဝေမျှဖို့ဖြစ်တဲ့ကိုအတွက်ပဲတောင်းရမှာမဟုတ်ဘူးဒါကြောင့်မလို့မိမိကဲတင်ခြင်းနဲ့ဆန်းကျင်တဲ့အရာအလုံးကိုကျွန်တော်တို့က ရှောင်ကျင်ရမယ်။ဆူလကလောဘတက်ခြင်းမာမာနထားခြင်းဆက်ရှိသဖြင့်ဒီအရာအလုံးကိုကျွန်တော်တို့မမေ့မောရဘူးပေါ့နော်။ချမ်းမာခြင်းနဲ့မချမ်းမာခြင်းချမ်းသာခြင်းနဲ့မချမ်းသာခြင်းအသက်ရှင်ခြင်းနဲ့အသက်တိုခြင်းအောင်မြင်ခြင်းနဲ့ကြဆုံးချင်းဆိုရဲအပေါ်မှာပဲကျွန်တော်တို့အတွေ့အခေါ်ကျွန်တော်တို့ရုံကြည်ချင်းကိုမထားပဲနဲ့ဒီဟာထက်ပိုအရေးကြီးတဲ့ဖခင်ရဲ့အလိုတော်ကပါလေ ကုဝိညာဉ်တွေအပေါ်ရည်ကြီးတဲ့ကပါလေဒါကိုပြောပြတာဖြစ်တယ်နောက်ဆုံးအချက်မှကျတော့ပါလေဆိုလို့ရှင်ဟုတ်ပြီကျွန်တော်တို့ကတည်းလို့လွတ်လပ်စွာအသုံးပြုခွင့်ရှိတယ်ကျွန်တော်မှရွေးချယ်လို့ရတဲ့အတွက်မိမိကဲတင်ခြင်းအတွက်ပူပြီးတော့မှအချိုးတရားမှုရှိစေမဲ့လမ်းကြောင်းကိုရွေးချယ်ပါကျွန်တော်လူသားတွေအားလုံးကဖះနဲ့အတူထာဝရသက်ရှင်တန်ခြင်းရဖို့မိုးကောင်းခင်ပေါ်ရောက်သွားဖို့ကြိုးစားကြတာဖြစ်တဲ့အတွက်အဲ့ဒီနီလန်အဲ့ဒီဝိငရဲ့လန်းကို ဖော်ဆောင်စေသောအရာကိုရွေးချယ်ရမှာဖြစ်ပါတယ်အရာကိုဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်ဒီဟာက Ignatius ရဲ့ဘဝအတွေ့အကြုံသူ့ရဲ့ဝိညာဉ်လမ်းမှာဒီလိုတုံ့တင်ပေးထားပါတယ်မိတ်ဆွေနဲ့ကျွန်တော်ဒီကနေ့ဘုရားသခင်ကကျွန်တော်တို့ကိုပါကြောင်းဖန်ဆင်းထားတယ်လေခမည်းလိုလူမျိုးကျွန်တော်လိုလူမျိုးဒီအခုဖြစ်နေတဲ့ဘဝဒီအတွေ့အကြုံတွေပါကြောင်းဘုရားသခင်ကပေးတာလေကိုယ့်ရဲ့အခွင့်အရေးတွေကိုခံစားနေရတဲ့ ကျေးဇူးတော်ရီကိုကြုံတွေ့နေရတဲ့ဒုက္ခခက်ခဲတွေပါကြောင်းလေပါကြောင်းဖျားသခင်တည်းအရာတွေအားလုံးကိုကိုဘွားမှာဖြစ်ပေါ်စေဖို့ခွင့်ပြုတယ်လေပါကြောင်းလေကျွန်တော်တို့ယုံကြည်ခြင်းကိုအခြေခံပြီးတော့မှဒီကနေ့ထောက်ရှုဖို့လိုပါတယ်မိမိဖြစ်တည်ခြင်းကိုတန်ဖို့ကိုနားလည်မယ်ဆိုလို့ရှင်ဖျားသခင်ကကျွန်ုပ်ကိုပါကြောင်းဖန်ဆင်းတယ်လေဆိုတာကိုကသိမယ်ဆိုလို့ရှင်ကိုဘွားမှာအတိတ်ပဲရှိပြီးတော့မှမိမိကိုလက်ခံခြင်းဖြစ်ပါတယ်မိဆွေနဲ့ကျွန်တော်မင်းမြန်ဖို့လိုတာကကျွန်ုပ်ဘွားကပါအတွက်လေဘာကြောင့်ဖျားသခင်ကဒီဘွားကြီးကိုပေးတာလဲ ကျွန်တော်ဘာအတွက်ဒီဘဝကြီးကိုပေးဆက်မလဲကိုဘဝမှာထိန်းချုပ်လို့ရတဲ့အရာပါလဲထိန်းချုပ်လို့မရတဲ့အရာပါလဲဒီနှစ်ခုကိုသိပြီဆိုလို့ရှိရင်ကျတို့ထိန်းချုပ်လို့ရတဲ့ဟာကိုအကောင်းဆုံးထိန်းချုပ်ပြီးတော့မှထိန်းချုပ်လို့မရတဲ့အရာတွေအားလုံးကိုဖျားရဲ့အလိုတော်အတိုင်းလက်ခံတတ်ဖို့စူးစမ်းကြဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်